ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာကျင်းပတော့မဲ့စီဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုဖြစ်မြန်မာလက်ရွေးစင်မျိုးစင်ဘောလုံးသင်းနဲ့တောဥစုရဲ့ကြောက်အောင်နေတဲ့ဖိလစ်ပိုင်လက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာစီဂိမ်းပြိုင်ပွဲအကြိုရှေ့ဆန်းပွဲရှင်မဲ့ကစားခဲ့ပါတယ်ဖိလစ်ပိုင်လက်ရွေးစင်မျိုးစင်ဘောလုံးသင်းဟာထိပ်သီးအသင်းတွေထဲမှာတင်းပါန်ဖြစ်တဲ့ဥဇဘက်ကစ္စတန်မျိုးစင်ဘောလုံးသင်းနဲ့ရှေ့ဆန်းပွဲရှင်မဲ့ခဲ့တာဖြစ်ပါတယ်ခင်ဗျာဥဇဘက်ကစ္စတန်မျိုးစင်ဘောလုံးသင်းကလည်းအာရှဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုဖြစ်ဖိလစ်ပိုင်နဲ့ ခုခြေစမ်းပွဲကိုရှင်မြိုင်ခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာတစ်ဖက်ကို2-0စီတရေရလာထွက်ပေါ်ခဲ့ပါတယ်ခင်ဗျဖိလစ်ပိုင်လက်ရွေးစီမျိုးစိဘောလုံးသင်းကိုလက်ရှိချိန်မှာအော်စတြေးလျလူမျိုးနီးပြမတ်တိုကာဆိုကတောင်းယူကြံတွယ်နေပါတယ်ဖိလစ်ပိုင်လက်ရွေးစီမျိုးစိဘောလုံးသင်းဟာပြပနွယ်ပွားကစားသမားတွေကိုထပ်ပြီးတော့ခေါ်ယူအပြည့်ထားတာကိုဒီပွဲမှာမြင်တွေ့ခဲ့ရပါတယ်ဖိလစ်ပိုင်လက်ရွေးစီမျိုးစိဘောလုံးသင်းနဲ့မြန်မာလက်ရွေးစီမျိုးစိဘောလုံးသင်းတို့ဟာအာဆီယံမျိုးစိချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်း ုပ်စုရင်တုံးစုရဲကြောက်အောင်ခဲ့တယ်ပေါ့လေအဲ့ဒီအုပ်စုရင်ပွဲစဉ်မှာတစ်ဖက်တစ်ကိုယ်စီတေရတာထွက်ပေါ်ခဲ့တယ်အဲ့ဒီပွဲမှာလည်းမပရိသတ်တွေမြင်တွေ့လာရမှာပါဖိလစ်ပိုင်ဘက်ကမွေးစားသမီးလို့ပြောရမယ်ပြီးပွားနယ်ကွာဘောလုံးကစားသမားအများအပြားကိုထည့်သွင်းပြီးတော့ကစားသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ဖိလစ်ပိုင်လက်ရေးစီမျိုးကြီးဘောလုံးသင်းဟာအာရှဖလားရှင်စစ်ပွဲကိုလည်းအောင်မြင်ထားတယ်အာရှဖလားပြိုင်ပွဲမှာဖိလစ်ပိုင်လက်ရေးစီမျိုးကြီးဘောလုံးသင်းကအင်ရှင်ဩစတြေးလျတောင်ကိုရီးယား အီရန်တို့နဲ့တောင်းဆိုရကြောက်အောင်နေပါတယ်ခင်ဗျဒီနေ့ဖိလစ်ပိုင်နဲ့နှစ်ကိုးစီတေးကစားသွားခဲ့တဲ့ဥစ်ဘက်ကစ္စတန်လူသွင်းဘောလုံးတွေကတော့အာရှဖလားပြိုင်ပွဲမှာနောက်ကိုရီးယားတရုတ်ဘင်္ဂလားဒေ့ရှ်တို့နဲ့တောင်းဆိုရကြောက်အောင်နေပါတယ်ဖိလစ်ပိုင်လေးစီမြို့မီတင်းဟာထိုင်းနိုင်ငံမှာကျင်းပမယ့်စီးကိန်းပြိုင်ပွဲမှာတော့မြန်မာ BNN ဘလေးရှားဒီအင်းနေနဲ့တောင်းဆိုရကြောက်အောင်နေတော့မြင်တွေ့ရတယ်ဒီအုပ်စုမှာမြန်မာနဲ့ဖိလစ်ပိုင်ဟာအုပ်စုတက်ရောက်ရေးအဓိကကြတာတော့အုပ်စုဒုတိယနေရာတော့ပေါ့လေအပြိုင်အဝရှိနေပါတယ်ခင်ဗျာ မြန်မာလယ်ယူစီမျိုးစုဘောလုံးစင်ဟာစီးကိန်းပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာလ9ရက်ဒီဇင်ဘာလ10ရက်နဲ့ဒီဇင်ဘာလ17ရက်နေ့မှာရှင်မြန်ကစားဖို့ရှိနေပါတယ်မြန်မာလယ်ယူစီမျိုးစုဘောလုံးစင်ဟာအုပ်စုအခွင့်ပွဲကိုဖိလစ်ပိုင်နဲ့ကစားရမယ်အုပ်စုဒုတိယပွဲစဉ်ကိုမလေးရှားနဲ့ရှင်ပြိုင်မယ်။အုပ်စုနောက်ဆုံးပွဲစဉ်ကိုဗီယက်နမ်နဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့။လက်ရှိမှာပြင်ဆင်မှုအားကောင်းနေတဲ့ဖိလစ်ပိုင်ဟာစီးကိန်းပြိုင်ပွဲမှာလည်းမြန်မာလယ်ယူစီမျိုးသမီးအသင်းအတွက်အဓိကတိုင်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ မြန်မာလေးစီမျိုးစုဘောလုံးတွေဟာစီဂိမ်းပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေကိုထိုင်းနိုင်ငံရှောင်ဘူရီမြို့မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအပိပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ